မလို့ဆော့ရလဲအကိုကြီးတဲ့ဒီလေးကတော့ကျွန်တော် Weaver app ကြောင်းရှင်းပြထားတဲ့ content video အောက်မှာလာပြီးတော့ဒီနေ့မှလာပြီးတော့မှတ်ထားတာဖြစ်ပါတယ်ပွပွင်လင်းလင်းပြောပြရရင်တော့အခုချိန်မှာ Weaver app ကိုစဆော့မယ်ဆိုရင်တော့နောက်တော့နောက်ကျနေပြီဗျဘာဖြစ်လို့လဲဆိုတော့ Weaver app တွေကအခုနောက်ပိုင်းငွေထုတ်တဲ့အခါမှာအကောင့်တွေကို cancel ငွေထုတ်တဲ့ coin တွေကို cancel လုပ်တယ်ပြီးရင်အကောင့်တွေကိုဘန်းကြတယ် ဘာဖြစ်လို့လဲဆိုတော့တုံးဆွဲသူတွေများလာတယ်များလာတဲ့တုံးဆွဲသူတွေကစီကံချိုးဖောက်ကြတာများတယ်ဘလို့ချိုးဖောက်တာလဲဆိုတော့ wewa app ဆိုတာကသူကခြေလှမ်းနေ့စဉ်လှုပ်ရှားခိုင်းတယ်ခြေလှမ်းနေအဲ့ခြေလှမ်းနေကိုမှ꽌နေနဲ့လဲပြီးတယ်꽌နေကိုမှကျွန်တော်တို့ကပြန်ပြီးတော့ဟိုပေးပယ်အကောင့်နဲ့ဒေါ်လာပြန်ပြောင်းပြီးထုတ်ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တော်တော်များများကခြေလှမ်းမလှမ်းနိုင်ဘူးလေနော်အဲ့ဒါမလို့ကျွန်တော်တို့ဆက်လေးနေနဲ့လှုပ်ကြတယ် အဲ့ဒီအခြေအနေကြီးအဆင်ပြေသေးတယ်အဆင်မပြေတာကတချို့သော user တွေက simulator app တွေနဲ့ခြေလှမ်းတွေတိုးကြတယ်เนาะဒါမျိုးတွေပေါ့ပြီးတော့ကျွန်တော်က real user real user ဖြစ်ဖို့လိုတယ်စက်တွေနဲ့လှုပ်တာဥပမာလူတစ်ယောက်ကတစ်နေ့ကိုခြေလှမ်း8000 9000မလှမ်းနိုင်ဘူးလေเนาะနေ့တိုင်းဒါပေမဲ့ကျွန်တော်ကစက်တွေနဲ့လှမ်းတဲ့အခါမှာ8000 9000မကအောင်တခါကျရင်ဟိုကိုကတတိမထားမိပဲနဲ့စက်ကိုလှုပ်ခိုင်းရင်ပိန်းကြော်တယ် ဆိုတော့ဒါမျိုးကြီးလည်းသူကတန်ရဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒီ WeWa app ဆိုတာကသူခွင့်ပြုထားတဲ့နိုင်ငံတွေရှိတယ်ကျွန်တော်တို့ဒီနိုင်ငံတွေနဲ့ကသူခွင့်ပြုထားတဲ့နိုင်ငံတွေမှာမပါဘူးမပါတဲ့အတွက်เนาะအဲ့ဒီမှာ VPN တွေသုံးပြီးတော့ဒီဟာကိုစော့ကြတယ်အဲ့ဒီအတွက်လည်းဘန်းတဲ့နေရာမှာလည်းအဲ့ဒါအကြောင်းတရားတွေကတော့အများကြီးပါပါတယ်เนาะအဲ့တော့အခုမှစပြီးစော့မယ်ဆိုရင်တော့နောက်တော့နောက်ကြနေပါပြီအရင်တော့ဆိုရင်တော့အရန်အစင်ပြေတယ်ဗျာ เนาะဟိုဆော့တဲ့အကောင့်တိုင်းငွေထုတ်လို့ရတယ်ဒီနောက်ပိုင်းဆော့တဲ့အကောင့်တိုင်းငွေထုတ်လို့မရဘူးသူတို့ဘက်ကလည်းစည်းကမ်းနေအရန်တင်းကျပ်နေပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီလို game မျိုးပေါ့เนาะဒီလို earning game တွေကပေါ်ပေါ်ချင်းเนาะဆက်ဆက်ချင်းမှာအားထည့်ပြီးတော့ရတဲ့လောက်လေးယူကြပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျွန်တော်တို့ရှေ့မှာ TikTok live Japan TikTok live เนาะသုံးလပိုင်း16ရက်နေ့ကနောက်ပိုင်းမှာစပြီးတော့ FAQ ဆိုတဲ့ error တွေမိကုန်တာအားလုံးပဲသိကြပါပါ နော်အဲ့ဒီရှေ့ပိုင်းမှာကျွန်တော်တော်တော်အဆင်ပြေတယ် point တွေပါတယ်တိုးလို့ရတယ်တော်တော်များများရတယ်ဟိုအဲ့ဒီဂျပန် TikTok live ဆိုတာလဲဂျပန်နိုင်ငံကိုပဲခွင့်ပြုထားတာသူ့ပြည်သူတွေကိုပဲခွင့်ပြုထားတာအဲ့ဒါကိုကျွန်တော်တို့ကအကြော်ခွားနေနဲ့နော်တုံးရတာဖြစ်တယ်အခုအဲ့ဒီဟာကိုသူတို့ဘက်ကဒီပညာမြင့်လိုက်တဲ့အတွက်ကျွန်တော်တို့တုံးလို့မရတော့ဘူးတကယ်တုံးလို့တကယ်ပေါ့ပညာရှင်တွေကတော့အခုတကယ်ကျွမ်းတဲ့လူတွေကတော့တုံးနေတော့မယ်ပေါ့အခုထက်ထိဒါပေမဲ့ အများအားဖြင့်တော့တုံးလို့အဆင်မပြေတော့ဘူးလေနော်အရင်တို့အဲ့တော့ပြောချင်တာကလည်းဆိုတော့ဒီလို Amni Game တွေပေါ်လာပြီဆိုရင်တော့တေချာလေးတော့လေ့လာပါတချို့ဒီ Play Store မှာပေါ်တယ်ဆိုပေမဲ့တကယ်မပေးတဲ့ game တွေလည်းရှိပါတယ်နော်သူတို့ game ကိုစော့ခိုင်းတယ်ကြော်ညာတွေကြည့်ခိုင်းတယ်ဒါပေမဲ့ငွေထုတ်မဲ့အခါဆိုရင်တော့ထုတ်လို့မရဘူးအဲ့တော့ Twine ကြည့်ချင်တာဆိုရင်တော့ Twine လို့ရပါတယ်တကယ်လို့ပေါ့ ကျွန်တော်ဒီလိုဗီဒီယိုတွေတင်ပေးလို့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှ live ပြီးတော့ try နေအခါမှာအဆင်မပြေဖြစ်တဲ့အခါမှာနော်တခါလဲရှင်းပြထားတာအဲ့တော့မှပင်ပန်းခံပြီးတော့မှမရတဲ့အခါမှာမိတ်ဆွေတို့ဒါစိတ်ထဲမှာတမျိုးဖြစ်မှာဆိုလို့ကျွန်တော်ကပြောပြတာဒါပေမဲ့အခုချိန်အထိထုတ်လို့ရတဲ့သူတွေထုတ်နေတော့နော်ကျွန်တော်စီလာရောင်းနေကြတယ်ထုတ်လို့ရတဲ့သူတွေလည်းထုတ်တယ်ဒါပေမဲ့အများအဖြစ်ဥပမာ10ရောက်မှာနှစ်ယောက်လောက်ပဲထုတ်လို့ရနေတယ်အခြေအနေကအဲ့လိုဖြစ်နေတယ်အရင်တော့10ယောက်ဆော့ရင်10ယောက်လုံးထုတ်လို့ရတယ် เนาะကျွန်တော်ကိုယ်တိုင်လည်းစမ်းနေပါတယ်ဘလို့အခြေအနေမျိုးတွေမှာဘလို့အခြေအနေမျိုးမျိုးလောက်ရင်ဒီလိုကန်ဆယ်တွေမဖြစ်ဘူးလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းစမ်းနေပါတယ်နီလန်းလေးသိရင်လည်းတင်ပေးပါမယ်ဒါပေမဲ့ကျွန်တော်လည်းဒီနောက်ပိုင်းပေါ့နီလန်းတစ်ခုခုသိပြီဆိုတော့လည်းတင်ပေးလိုက်တာနဲ့အဲ့နီလန်းမကြောက်ဘူးပြက်ပြက်သွားတာအဲ့လိုအခြေအနေမျိုးလေးတော့ရှိပါတယ်เนาะအဲ့ဒါမလို့အခြားဒီဟိုဝီဝါမှမဟုတ်ဘူးပေါ့เนาะအခြားဂိမ်းမျိုးလေးတွေရှိရင်လည်းကျွန်တော်ထပ်ပြီးတော့တင်ပေးပါဦးမယ်ခင်ဗျာ အခုကတော့ကျွန်တော် try နေတာကတော့ TikTok မှာပါတဲ့ဂျပန် TikTok မှာပါတဲ့ gaming incentive program ကိုကျွန်တော် try နေတာဖြစ်ပါတယ်ဗျ